တသက်ခံရွေးကောက်ပွဲဝင်ခွင့်ပြုရန်အစနားခန်းစားတင်ပြမှု UEC ကဥပဒေစည်းမျဉ်းစည်းကမ်းများနဲ့အညီလှုပ်ဆောင်မှုတုံ့တထားပြီးမြောက်လိုင်းရဲ့အဆုံးဖြတ်သားအဓိကကြကြောင်းတည်ရပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခံက၎င်းကိုလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖြတ်ထားမှုအပေါ်တက်ညာစဉ်းစားပေးရနဲ့ရွေးကောက်ပွဲတွင်ဝင်ပြန်ခွင့်ပြုရန်တင်ပြထားမှုအပေါ်ရွေးကောက်ပွဲကော်မရှင် UEC ကဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီလှုပ်ဆောင်ခြင်းဖြစ်သည်ဟုတုံ့တက်တင်ပြထားကြောင်းသိရှိရပါတယ်။ အော်တိုဘားလနောက်ပိုင်းတွင်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်တွင်အကျွေးပေးရန်ရှိနေသောအချက်ကြောင့်ထွတ်တော်ကိုယ်စားလောင်းအဖြစ်မှရွေးကောက်ပွဲကော်မရှင် UEC ကပယ်ချခဲ့ကြောင်းဒိုယာတွင်တသက်ခိုင်ကပြန်လည်စဉ်းစားပြီးရန် မေးအောင်နိုင်တဲ့ UEC ဥက္ကဋ္ဌထံသို့အတနာခံစားတင်လာကြောင်းအဆိုပါတနခံစာများကို UEC ဘက်ကပြန်လည်သုံးသပ်စဉ်းစားရာတွင်ဥပဒေစီမံစည်းကမ်းနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည်ဟုသုံးသပ်ထားကြောင်းယင်းသုံးသပ်ချက်ကိုလည်းစစ်ကောင်းဆောင်မြောက်နိုင်ထံသို့တင်ပြကြမည်ဖြစ်ပြီး မေအောင်နိုင်ရဲ့ဆုံးဖြတ်တာအဓိကဖြစ်ကြောင်းမေအောင်နိုင်ကခွင့်ပြုရင်တသက်ခံရွေးကောက်ပွဲဝင်ခွင့်ရမည်ဖြစ်ပြီးမေအောင်နိုင်က UC သဘောထားတိုင်းသာဖြစ်သည်ဟုပတ်ချက်ပေးရင်တသက်ခံကိုကိုယ်စီလောင်းအဖြစ်မှပယ်ဖြတ်ထားမှုကိုရုတ်သေးရမရှိကြောင်းသိရှိရပါတယ် UC အဖွဲ့အတွင်းသဘောထားကတော့ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီဆောင်ရွက်ခြင်းဖြစ်တယ်ပြန်ထမ်းချက်နဲ့အညီဆောင်ရွက်ခြင်းဖြစ်တယ်လို့သုံးသပ်ချက်ထွက်ပါတယ်အဲ့ဒီသုံးသပ်ချက်ကိုလည်းဗိုလ်ချုပ်မူကြီးစီပို့မယ်အကြေဝေးဗိုလ်ချုပ်မူကြီးက ယူစီရဲ့အဆုံးဖြတ်ကိုသူ့အနေနဲ့ဘာမှဆွတ်ဖက်စရာမရှိဘူးဆိုရင်ဒေါက်တာသက်သက်ခန်ရဲ့ကိုယ်စေလောင်းပယ်ဖြတ်ထားမှုကဘာမှပြုပြင်ပြောင်းလဲမှုရှိမှာမဟုတ်ဘူးဒေါက်တာသက်သက်ခန်ရဲ့အတနာခံစားပေါ်ဘူချုပ်မူကြီးကရဲ့ဆိုရင်ရွေးကောက်ပွဲဝင်ခွင့်ရမယ်ယူစီအဆုံးဖြတ်တိုင်းလို့မှတ်ချက်ပေးရင်တော့သူ့ရွေးကောက်ပွဲဝင်ခွင့်က no ဖြစ်မှာပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းသူ့အကြွေးတွေကမကြည်သေးတော့ဥပဒေကညှိနှိုင်ဆဲဖြစ်တာမို့သူ့ရွေးကောက်ပွဲဝင်ခွင့်မရဖို့ကတေချာသလောက်ဖြစ်ပါတယ်ဟုရင်းအမှုကိုထဲထဲဝင်ဝင်သိရှိနေတော့ နေပြည်တော် UIC ရဲကောက်ပွဲကော်မရှင်တရင်ရှင်းပြကရှင်းပြပါတယ်။ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်နှစ်တွင်အပြည်စင်းတင်သွင်းထားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတက်တက်ခိုင်းသည့်တက်ဆန်ရလွှတ်တော်ရဲကောက်ပွဲဥပဒေပုံမှရှေ့ကကြီးပါပြဌာန်းချက်နဲ့ညှိစွန်းသဖြင့်ကိုယ်စလင်လောင်းစင်ရမှပြည့်ထက်လိုက်ကြောင်းရဲကောက်ပွဲကော်မရှင်ကကြေညာခဲ့ခြင်းဖြစ်ပါတယ်။ကဘာအေးဖျားလာနဲ့ဆရာစာလောင်းနောက်ရှိ68 resident area စီမံကိန်းကိုတက်တက်ခိုင်းတဲ့အောင်ကျော်ဝင်းတို့ကကမ္ဘောဇာဗန်တာမှငွေချက်ဘီလီယံတရာကျော်ချေငှားခဲ့ကြောင်း တို့ရရင်68ရရှိတဲ့အင်ယာစီမံကိန်းမှာအချိန်မီ ပြီးစီးခြင်းမရှိခြင်းအခန်းအနှံ့ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမ္ဘောဇာဘာမှချီးယူထားသောငွေကျပ်ဘီလီယံတရာကျော်မှလည်းအတိုးရောအရင်မှာပြန်လည်ပေးဆပ်နိုင်ခြင်းမရှိကြောင်းသိရှိရပါတယ်စစ်တပ်ကပြင်ဆင်ထားသောပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခန်း9ပုံမှန်8ကာကြီးပါလွတ်တော်ကိုယ်စားလှယ်အီချင်းသတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မသင့်လျော်သည့်ပေးရန်တာဝန်ကင်းရှင်းသူများဟုပြဋ္ဌာန်းထားရာ တသက်ခိုင်မှာကမ္ဘောဇာဘန်တို့ငွေကျပ်ဘီလီယံတရာကျော်အကျွေးပေးရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နဲ့ညှိစွန်းနေခြင်းဖြစ်ပါတယ်တသက်ခိုင်ရပါဝင်လွှတ်တော်ကိုယ်စားလောင်း86ဦးကိုလွှတ်တော်ကိုယ်စားလောင်းအယူချင်းတတ်မှတ်ချက်များနဲ့မပြည့်မီတဲ့ဖြစ်လွှတ်တော်ကိုယ်စားလောင်းများအဖြစ်မှပယ်ပြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်တကယ်ခံကမှု၎င်းအနေဖြင့် American Dollar တန်း185တန်းတန်ငွေကျပ်အဖြစ်940ဘီလီယံတန်း68 Richland AIC မှာကိန်းရအတွက် KBZ ဘာမှကျွေးရယူခဲ့ခြင်းဖြစ်ပြီး အတိုးနောက်ကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်းအတွေးကိုရှင်းတဲ့တာဒီဖြစ်စေဆက်တဲ့တာဒီဖြစ်စေဆက်လက်ဆက်သွားမည်ဖြစ်ကြောင်းရန်ကုန်တွင်လွန်ခဲ့သောရပိုင်တွင်သတင်းစာရှင်းလင်းပွဲကျင်းပ၍ထုတ်ဖော်ပြောဆိုခဲ့ပါသည်ဒီမော့ဆိုအနောက်ချမ်းတနေရာကိုအချမ်းပဲစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်တော်လှန်ရေးတပ်ဖွဲ့ဝင်၄ဦးကြာဆုံးကြောင်းသိရပါသည်ဂီနီပြည်ဒီမော့ဆိုမြို့နယ်အနောက်ချမ်းတနေရာသို့အချမ်းပဲစစ်ကောင်စီတပ်ကဂျက်ဖိုက်တာအသေးခံဒရုန်းလိုဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာတော်လှန်ရေးတပ်ဖွဲ့ဝင်၄ဦးကြာဆုံးခဲ့ကြောင်းဒေသတွင်ရင်းမြစ်များကပြောဆိုပါသည် နိုဘာလ3ရက်နနက်9:00နာရီဝန်းကျင်ကဒီမော့ဆိုမြို့နယ်အနောက်ခြားရှိ KSB စခန်းတနေရာကိုအကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter တစ်စင်းဖြင့်ပေါင်၂50ဘုံတဲချပြီးနောက်မိုးပြဲမြို့မှတက်လာသော အသေးခံ drone ဖြင့်ထပ်မံဘုံတဲတက်ခိုက်ခဲ့ရာ KSB ရဲဘော်လေးဦးကြာဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတချို့လည်းရှိကြောင်းသိရပါတယ်။ဒီမနက်9:00နာရီမှထိုးခင်မော့ location အတိအကျရလို့ချရတဲ့သဘောလို့ပြောရတယ်။ Suicide drone တွေကတော့မိုးပြဲဘက်ကနေတက်လာတာ။နေရာအတိအကျနဲ့တွေ့တဲ့အနေအထားမျိုးရှိတယ်။ ်ပထမဆုံးကတော့လင်းနဲ့ပေါင်မြတ်90ပုံချတယ်နောက်ဆုဆက် drone ချတာ KSP ရဲပေါ်၄ဦးကြားတယ်လို့ကြားတယ်ဖြစ်ဖြစ်ချင်း၂ဦးကြားတာထိခိုက်မှုတချို့လည်းရှိတယ်ဟုဒေတာရင်းတင်ရင်းမြစ်ကပြောပါတယ်အချမ်းပဲစစ်ကောင်စီတပ်အုံပြုခဲ့သောတေခံ drone သည် FPV ဆုဆက် drone အမျိုးအစားဖြစ်ကြောင်းသိရှိရပါတယ်ဗမာမျိုးနယ်တွင်စစ်ဘေးရှောင်ကျန်းမာရေးမကောင်းမွန်သောမတားစွာမြို့သူမိငယ်တူကိုစစ်တပ်လက်အောက်ခံရှမ်းပြည် SND တပ်သားကမရေပြုတ်ကျင့်ကြောင်းသိရပါတယ်စကိုင်းတိုင်း ဗမာမြို့နယ်တွင် ရှမ်းပြည်အမျိုးသားတပ်မတော် SNA တပ်သားတဦးကစစ်ဘေးရှောင်ကျန်းမာရေးမကောင်းမွန်သောမတန်ဆွမ်းအမျိုးသမီးငယ်တဦးကိုအတင်းအဓမ္မခေါ်ဆောင်မရင်းပြုကျင့်ခဲ့ကြောင်းကျွန်းလုံခံရသူမိသားစုဝင်များကပြောပါရယ်အောက်တိုဘာ30ရက်နေ့ည9:00နာရီအချိန်၌ဗမာမြို့နယ်အလဲရွာတီလာရှင်ကျောင်းတခုတွင်မိခင်ဖြစ်သူနှင့်အတူနေထိုင်သည့်ကဒုမျိုးရွယ်စုအမျိုးသမီးငယ်တဦးကိုစစ်တပ်လက်အောက်ခံ SNA တပ်သား2ဦးကဖမ်းဆီးခေါ်ဆောင်သွားပြီး SNA တပ်သား2ဦးကအမျိုးသမီးငယ်ကိုအဓမ္မပြုကျင့်ခဲ့ကြောင်း မရင်ပြုတ်ချင်းခံရသောအမျိုးသမီးငယ်၏မိသားစုမှာအများသူငါများကဲ့သို့စစ်ဘေးရှောင်ပြေးနိုင်ခြင်းမရှိပဲကျမ်းမာရေးမကောင်း၍မေသီလရှင်ကျောင်းတွင်တွားရောက်ခိုလုံနေခြင်းဖြစ်ကြောင်းသိရှိရပါသည် SNA တပ်သား၂ဦးကသူ့သမီးကိုခေါ်ပါမယ်ဆိုတော့အမေဖြစ်သူကမခေါ်ပါနဲ့ငါသမီးကကျမ်းမာရေးလည်းမကောင်းဘူးအတက်ရောဂါလည်းရှိတယ်မခေါ်တော့နဲ့ဆိုပြီးတောင်းပါနဲ့တောင်းပါနဲ့ဟာကိုမရပဲလက်မကိုအတင်းဆွဲခေါ်သွားတယ်ဟုထိုမျိုးသမီးမိခင်ဤပြောကြားချက်ကိုကိုးကား၍ကူညီပေးသူတူကရှင်းပြပါသည်ပြုချင်းခံရသောမျိုးသမီးငယ်ဤပြောပြချက်အရာ ် SND တပ်သားကတီလာရှင်ကျောင်းအနီးရှိနေတလုံးကိုခေါ်ဆောင်သွားပြီးမျက်လုံးကိုအဝတ်ဖြင့်စီးကာလက်ကိုကြိုးဖြင့်တို့၍အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်းသိရှိရပါတယ်။ SND ရဲဘော်ကအမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်အဓမ္မပြုကျင့်ပြီးနောက်ည9:30မိနစ်30ချိန်တွင်တီလာရှင်ကျောင်းသို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်းအဓမ္မပြုကျင့်သူသည်ရှမ်းပြည်အမျိုးသားတပ်မတော် SND တပ်သားတဦးဖြစ်ကာအသက်30အရွယ်ရှိကြောင်းသိရှိရပါတယ်။ ။မမမြို့နယ်ဒေသတရင်ရင်းတွေကမူ SA တပ်သားရဲ့မရေပြုတ်ချင်းခံရသောမျိုးသမီးမှာအသက်30နှစ်အရွယ်ရှိပြီးပိုလီယိုရောဂါကြောင့်ကိုယ်လက်မတန်ဆွမ်းသူတူဖြစ်ကြောင်းကျူးလွန်ခံရသူကာယကံရှင်များဘက်မှခိုင်မာလိတသက်ထောက်ထားများရရှိကြောင်းပြောဆိုပါရယ်။မမမြို့နယ်ရှမ်းပြည်မြို့သားများတက်မလို့ SNE တက်မှာ6တလေးအခြေဆက်ရဒေသဖြစ်ပြီးအင်းတော်မြို့သိမ်းတက်ပွဲကာလဂျပန်နိုင်ငံကရွေးစစ်တပ်ကခါစစ်ယူထားသည့်အချိန်ကလည်းဒေသခံများကိုဖမ်းဆီးထားပြီးအမျိုးသမီးများကိုအထမပြုကျင့်ခဲ့ကြောင်းသိရှိရပါသည်။ ရင်ကြံမှာစစ်တပ်ကကိုရင်ပါမချံပေါ်တာဆွဲကတပတ်အတွင်းလူငယ်30ကျော်ဖမ်းဆီးခံရကြောင်းသိရပါတယ်။မန္တလေးတိုင်းရင်ကြံမြို့နယ်မှာစစ်ကောင်စီတပ်ကကိုရင်တွေပါမချံမဲ့ပေါ်တာဆွဲဖမ်းဆီးပြီးတပတ်အတွင်းလူငယ်30ကျော်ဖမ်းဆီးခံလိုက်ရကြောင်းသတင်းရရှိပါတယ်။အောက်တိုဘာလကုန်ကစပြီးရင်ကြံမြို့ပေါ်မှာစစ်ကောင်စီတပ်နဲ့ပြူစောထီးတွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းအမှတ်၁ရက်ကွယ်အမှတ်၁၈ဝန်ထမ်းကွယ်တဲ့အမှတ်၁၂ရက်ကွယ်အေးရွာဒဲပြူဝရွာရွာစီရွာကျုပ်ပင်ရွာ တောင်ကိုသာရွာတို့မှလူငယ်36ဦးထက်မနည်းဖမ်းဆီးခံလိုက်ရကြောင်းမြင်းကြံလူထုလူရှောင်းမှုကော်မတီကအတည်ပြုပါတယ်။ညနေ6နာရီကျော်တာနဲ့ဘယ်သူမှမထွက်ရတော့ဘူး။အလို့ပြန်လာတွေကအစအများကြီးဆွဲတာလို့ဒေသခံတူကပြောပါတယ်။ဖမ်းဆီးခံလိုက်ရသူတွေဟာမြို့ပေါ်မှာသွားလာနေရင်ဖမ်းခံရသူများလည်းရှိသလိုအိမ်ထဲတွင်ဝန်ဖမ်းခံရသူများလည်းရှိကြောင်းဖမ်းဆီးခံရတဲ့အရေးတော်မှာကော်မတီမှသတင်းမရလို့ကြံတာတွေလည်းရှိနေကြောင်းမြင်းကြံလူထုလူရှောင်းမှုကော်မတီကအတည်ပြုထားပါတယ်။ဒါအပြင်မြင်းကြံမြို့သားလမ်းမှာလည်း ကျေးရွာပြန်ကြတဲ့မင်းကြောင်ဘုံကြီးကြောင်တက်ကတက်တော်ဆက်ရှင်နှစ်ဝန်းကျင်ကိုရင်လေးပါးကိုပေါ်တော်ဆဲဖားစီခံလိုက်ရကြောင်းဒေသခံတူကပြောပါရယ်စစ်ကောင်စီတပ်ဟာမြင်းကြံမြို့ပေါ်ရက်ကွက်များမြင်းကြံမြို့နယ်အနောက်တောင်ဘက်ချမ်းရှိကျေးရွာများမှာပေါ်တာဆွဲလာတွေပြုလုပ်နေခြင်းဖြစ်ပြီးလူငယ်ပိုင်းတွေညနေ6နိုင်နောက်ပိုင်းအပြင်မထွက်ဖို့မြင်းကြံလူထုလှုပ်ရှားမှုကော်မတီကသတိပေးထားပါရယ်စစ်ကောင်စီတပ်ဟာမြို့ကြီးတွေမှာတစောင်းတိုင်းပျော်ဝဲရှင်ပွဲတွေပြုလုပ်ပေးပြီးပေါ်တာဆွဲဖားစီဖို့အစီအစဉ်တွေလို့ပြည်သူတွေသတိထားသွားလာကြဖို့တော်လိုင်းအဖွဲ့တွေကသတိပေးထားပါရယ် ုံရွာမလေးလမ်းပိုင်းတွင်မိုင်းရှာထွက်လာသောစစ်သားများမိုင်းဆွဲခံရကြောင်းသိရပါသည်။စကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာမလေးလမ်းပိုင်းမှာမိုင်းရှာထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chinook Fighter Group CFG တပ်ဖွဲ့ထံကသိရပါသည်။အောက်တိုဘာ31ရက်မနက်9:00လောက်မှာအကြမ်းဖက်စစ်တပ်ကအင်အား15ရောက်ခန့်နဲ့မိုင်းရှာဖို့ထွက်လာချိန်မုံရွာမလေးလမ်းမကြီးတနေရာရောက်တွန်လှရေးတပ်ဖွဲ့များကပရိသာမိုင်းတုံးလုံးနဲ့ဖောက်ွဲတိုက်ခဲ့တယ်လို့ဆိုပါရတယ်။ထွတ်ထွေမှုတော့မရှိလိုက်ဘူး။မိုင်းပဲဆွဲလိုက်တာ။ တည်ဆုံးမှုကမကြသေးဘူးဒဏ်ရတဲ့ကောင်တွေကိုဆက်ရှာနေတယ်စွတ်ကောမသွားသေးဘူးလို့ Chinook Fighter Group CFG တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်မိုင်းဆွဲတိုက်ခိုက်မှုဟာစစ်အုပ်စုရောက်လာချိန်မှာကိုဂျိုဒင်တရေရလို့စောင့်ဆိုင်နေတာမျိုးမဟုတ်ပဲအဆိုပါလမ်းပိုက်တွေမှာမကြာခဏမိုင်းရှာဖွေလုပ်တက်တာကြောင့်ဂျိုဒင်မိုင်းထောင်ထားပြီးတိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်သူတို့လာမှာကိုဂျိုဒင်သိလို့တော့မဟုတ်ဘူးသူတို့တွေကတခါတလေဆိုမိုင်းထွက်ရှင်းတယ်သူတို့အလုပ်ကိစ္စတွေပေါ်လာပြီးဆိုရင်မိုင်းထွက်ရှင်းတာများတယ် လာမိုင်းမော်လေမိုင်းကကြိုတောင်ထားတာလို့အထက်ပါတာဝန်ရှိသူကဆက်ပြောပါတယ်မိုင်းဆွဲတစ်ခိုက်ခံရပြီးတဲ့နောက်အချမ်းပဲဆေးအုပ်စုကအနီးတစ်ဝိုက်ကိုလက်နက်ငယ်တွေနဲ့ရန်သားပစ်ခတ်တာတွေခီးသွားပြည်သူတွေကိုစစ်ဆေးတာတွေလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတော့ Griffith Army BHA မုံရဒိုင်နမိုက် SDF နဲ့ Chinese Fighter Group CFG တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်